သဗ္ဗဝါဒမင်းသမီးကောလိယတိုင်းသူကောလိယတို့တာကိယတို့ဆိုတာဖရာရဲ့အမျိုးတွေပေါ့တာကိယနဲ့ကောလိယကောလိယကအမိဘက်ကအမျိုးတာကိယကအဖေဘက်ကအမျိုးအဲ့ဒီကောလိယတိုင်းသူသဗ္ဗဝါဒဆိုရှင်တိဝိလိမဲတော်တာမိနှစ်ယောက်ဟာကံမကောင်းကြဘူးအတိတ်တုန်းကအမတန်မှ မကောင်းတဲ့အလုပ်လုပ်ခဲ့လို့ဘာဖြစ်တယ်ဆိုရှင်သီဝလီလေးကိုဝန်ရှင်သီဝလီလောင်မင်းသားလေးကိုဝန်တီးနေတဲ့အချိန်ကိုဝန်ဆောင်ရတာဘလောက်ကြာသွားတော့ဆိုသူများပါဆိုလို့ရှိရင်6လလောက်10လလောက်ဆိုရင် ကိုဝန်ကကြီးထွားပြည့်စုံလာ သူကြာတော့မဟုတ်9နှစ်မိခင်ဝန်နဲ့မှတယ်ပဲကိုဝန်သူ့ကိုကိုဝန်ဆောင်ရတာ9နှစ်ကြာတယ်တဲ့ ုပ်ပဝန္တမင်းသမီးဟာခொနှစ်နှစ်တိတိကိုဝန်ဆောင်နေရတယ်။တခါခொနှစ်နှစ်ပြည့်လို့မွေးတော့မယ်လို့ဆိုတဲ့အခါမှာဖွားတော့မယ်ဆိုတဲ့အခါမှာလည်းပဲဘိုင်းနာနေလိုက်တာခொနှစ်ရက်တဲ့မွေးနိုင်နာရမနည်းနည်းနာရမဟုတ်ဘူးဇောကျွေးပြန်ပြီးတရားလောက်အောင်နာဆင်းရဲဒုက္ခခொနှစ်ရက်ခံရတယ်ဆိုတော့နည်းတဲ့ဒုက္ခမဟုတ်ဘူးနော်ခုခေတ်လိုပိန်ကိလာတွေပါတယ်လည်းရှိတာမဟုတ်ဘူးအဲ့တော့ မနောင်ကာဝယ်ပေးနိုင်တဲ့ဆေးမျိုးတွေရှိသေးတာမဟုတ်သေးဘူးသို့သောခொနလခொနနစ်တရေလွယ်ပြီးတော့ခொနရဲ့တိတိမီးမဖွားနိုင်မဲနဲ့အော်ဟစ်နေရတဲ့အနေအထားမျိုးသုဘဝါဒမင်းသမီးဟာဘယ်လိုအတွေးတွေနဲ့သူ့ရဲ့ဒုက္ခကိုဖယ်ရှားပစ်နေသလဲလို့ဆိုရင်မှတ်သားစရာတော့ကောင်းတယ်ဒုက္ခရောက်လာလို့ရှိရင် အတွေးသုံးမျိုးနဲ့ရလာတဲ့ဆင်းရဲဒုက္ခကိုသူအောင့်ဤသိခံနေတယ်ဘယ်လိုအတွေးတွေတုံးဆိုဟောဒီလိုမြတ်စွာဘုရားဟာတကယ်တမ္မာတမ္ဗုဒ္ဓပါပဲဒီလိုဒုက္ခမျိုးတွေဖယ်ရှားဖို့မြတ်စွာဘုရားကတရားဟောတာဒါကြောင့်မို့မြတ်စွာဘုရားဟာတကယ်ကိုမှန်ကန်စွာသိပါပေတယ်အခုငါကိုယ်တိုင်ခံစားနေရပြီဒီဒုက္ခတွေလွတ်ဖို့မြတ်စွာဘုရားတရားဟောနေတာ ဆိုတဲ့အတွေးကိုတွေးနေတယ်သူဒါသူနှလုံးသွင်းနေတာကိုပြောတာเนาะဘိုင်အကြီးကျယ်နားနေတဲ့အခါမှာဩငါဘိုင်နာတယ်လို့ဟောဒီလိုဒုက္ခတွေလွတ်ဖို့ဆိုပြီးမြတ်စွာဘုရားတရားဟောနေတာဒါကြောင့်မို့ဩတကယ်ကိုသိတော်မူတဲ့မြတ်စွာဘုရားပါပဲသူဘုရားကိုအာယုံပြုပြီးဒုက္ခတတရာတတကြောင်နှလုံးသွင်းဆင်ခြင်တယ်နောက်တစ်ခုကဒီလိုဒုက္ခမျိုးတွေဖယ်ရှားနိုင်ဖို့အတွက် ဖရာရဲ့တပည့်သားတန်ဃာတွေဟာမှန်မှန်ကန်ကန်ကျင့်နေကြတာပါလားမှန်မှန်ကန်ကန်ကျင့်ကြပါပေတယ်ဟောဒီဒုက္ခတွေကလွတ်ဖို့ရာအတွက်ကျင့်နေကြတာလို့တန်ဃာခုံကိုလည်းအာယုံပြုပြီးတော့ဆင်းရဲဒုက္ခကိုအောင့်ဤသီးခံတယ်နောက်အတွေ့တစ်ခုကတော့ဟောဒီလိုဒုက္ခမျိုးဟာနိဗ္ဗာန်မှာမရှိဘူးအဲ့ဒီနိဗ္ဗာန်ဟာသိတ်ချမ်းသာမှာပဲနော်ဆိုတဲ့အတွေ့နိဗ္ဗာန်မှာပဲဘိုင်းနာလိုက်မလဲနော် အဲ့ဒီလိုဒုက္ခမျိုးတွေမရှိဘူးနိဗ္ဗာန်မှာဒီလိုဒုက္ခမျိုးတွေမရှိဘူးအလွန်ချမ်းသာမှာပဲလို့ဟောဒီအတွေး၃မျိုးနဲ့သူတဏ္ဍမှာရှိနေတဲ့ဆင်းရဲဒုက္ခအောင်ဤတိခံနေတယ်ဒါရှင်သီဝလိမဲ့တော့ဒုက္ခရောက်တဲ့အချိန်မှာနှလုံးသွင်းဖို့ပြောတာနော်မခံနိုင်တဲ့အဆုံးမှာ तू ဘယ်လိုလုပ်တော့ခொနည်းတည်းဒီဒုက္ခခံနေရတာခொနည်းမြောက်တဲ့နေ့ကျတော့သူ့ရဲ့အိမ်သား ောလိယမင်းသားကိုဖះစီလွတ်လိုက်တယ်လွတ်ပြီးတော့သွားပါဖះကိုရှောက်ပါရသော်ဖះကို ကျမ်းပါကြောင်းမေးမြန်းလိုက်ပါတယ်ကျမ်းပါကြောင်းချမ်းသာကြောင်းမေးမြန်းလိုက်ပါတယ်သူ့မှာဒီလိုဒုက္ခခံနေရတယ်ထိုခံနေရတဲ့ဒုက္ခကိုဒီအတွေး၃မျိုးနဲ့အောင်ဤသီးခံနေပါတယ်ဆိုတဲ့အကြောင်းကိုရှောက်ခိုင်းလိုက်တာအဲ့ဒါလို့ရှောက်ခိုင်းလိုက်တော့ယောက်ျားလုပ်တဲ့သူကသွားတယ် <laughs> ဖះစီရောက်ပြီးတော့မှားလိုက်တဲ့အတိုင်းပေါ့သူကိုယ်တိုင်ဖះကိုချပြီးတုပ်ဘဝတာလဲရှင်ဖះခြေတော်ဥခိုက်ပြီးတော့ရှ िख ိုးလိုက်ပါတယ်ဖះသူ့မှာအခုချိန်မှာခொနှစ်နှစ်လွယ်ထားရတဲ့ကိုယ်ဝဟာဒီခொနှစ်ရက်တိတိအခုဒုက္ခပေးနေပါတယ်အဲ့ဒီဒုက္ခကိုဒီအတွေ့သုံးမျိုးနဲ့အောင်ဤသိခတ်နေပါတယ်လို့ဖះရှောက်တော့မြတ်စွာဘုရားဗာမင်းလိုက်တော့ဆိုရင် သူခိနီသုပ္ပဝါတာကောလိယဒိတာအာရောဂါအာရောဂံပုတ်တံဝိစာတုမြတ်စွာဘုရားကဆုပေးလိုက်တာရှ िख ိုးလိုက်တာကိုဆုပေးလိုက်တယ်ဘလို့ဆုပေးလိုက်တော့ဆိုရင်အေးသုပ္ပဝါတာကောလိယမျိုးသမီးကောလိယမင်းသမီးသုပ္ပဝါတာချမ်းသာပါစေယောဂကင်းပြီးတော့ယောဂကင်းတဲ့သားကိုမွေးဖွားပါစေလို့ဘုရားကဆုပေးလိုက်တာအကြောင်းတော်ကနေပြီးတော့ အိမ်သားလောက်တဲ့လူကဖះစီသွားလျှောက်ဖះကဆုပေးလိုက်တယ်။ဒါကြောင့်မလို့ရှ िख ိုးတဲ့အခါချမ်းသာကြပါစေချမ်းသာကြပါစေနဲ့ဆုပေးကြတာနော်။ရသော်ဖះကအဲ့လိုဆုပေးလိုက်တယ်။ကျောင်းတော်မှာဖះကဆုပေးလိုက်တာနဲ့တပြိုင်နက်ဟိုမှာသုဘဝါဒာယောဂကဲနဲ့သားကလေးမွေးဖွားပြီးသားဖြစ်သွားတယ်။ဖះကဒီကပြောလိုက်တဲ့စကားဆုံးတာနဲ့တပြိုင်နက်ဟိုမှာမွေးဖွားပြီးသားဖြစ်သွား အဲ့ဒါတကိုးကိုအသုံးချတာမဟုတ်ဘူးမေတ္တာစွမ်းအားကိုအသုံးချတာเนาะဘုရားရဲ့မေတ္တာစွမ်းအားဟာထိခိုက်မှုထိရောက်မှုကအလွန်စွမ်းထက်တယ်လို့ဒီလိုအောင်ဒီလိုမှတ်ရအေးဒါကြောင့်မို့လို့မြတ်စွာဘုရားကအကြောင်းတော်မှာနေရင်ကောလိယမင်းသမီးတပ်ပဝါတာချမ်းသာပါစေယောဂကင်းပါစေယောဂကင်းတဲ့ตาကလေးဖွားမြင်ပါစေလို့ဆိုတာနဲ့တပြိုင်နက် အမြင်သွားတယ်အဲ့ဒါနဲ့သူကောလိယမင်းသားကမြတ်စွာဘုရားကိုကြတော့ပြီးပြန်သွားအိမ်လက်ရောက်ရောဟိုမှာတားဖွာပြီးသားဖြစ်နေတာတွေ့တော့ဝန်တာလိုက်တာဝန်တာလိုက်တာအော်မြတ်စွာဘုရားတကူကြည့်လိုက်တာတကူကြည့်လိုက်တာမြတ်စွာဘုရားဒီကမိမ့်လိုက်တာနဲ့ပဲဟိုကတားကလေးဖွာပြီးသားဖြစ်သွားတယ်တိတ်ပြီးတော့ခြေနဲ့တော့ဘလို့ဝန်တာမယ်ဆိုတာစဉ်းစားကြည့်ပေါ့ ဘိုင်းနာနေတာကသိရမလားရှင်ရမလားဟုတ်ကလားသိရမယ့်အနေအထားထီအောင် ဖြစ်နေတာဘလို့မှမဖြစ်နိုင်တဲ့အနေအထားတစ်ခုဟာသိခွင်းကနေလွတ်သွားပြီတော့အမျိုးသမီးတွေမှာအန်တီရဲ့အကြီးဆုံးကိစ္စတစ်ခုလွန်မြောက်သွားတာသိတွင်းကလွန်မြောက်သွားတာ